ဒီကျွန်းတေးသေးလေးပေါ်မှာဘာဖြစ်လို့များလူရည်ထူးထပ်များပြားတဲ့မျိုးကြီးတမျိုးရှိနေရတာလဲပရိသတ်များအားလုံးပဲမင်္ဂလာပါများဘာမှရှစ်သုံးလုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မောရီယာရဲ့လေကဒီကျွန်းတေးသေးလေးပေါ်မှာဘာဖြစ်လို့များလည်းလောက်ထီကြီးကြီးခန်းထားတဲ့မျိုးပြားကြီးတခုရှိနေရလဲတမောရီယာတွေကကျွန်းလေးရေဆိုတာတွားရီလာရေခက်ခဲလွန်ပြီးတော့လောက်ကန်ရှာဖွေစားတောက်ဖို့ဆိုတာကလေရေလုံငန်းကလွဲလို့တခြားမရှိတာကြောင့်ဘယ်သူမှနေထိုင်ခြင်းညမှာမဟုတ်ပြီမြေဒီကျွန်းမှာမှာတော့လူရည်နှစ်သိန်းတစ်သောင်းလောက်ထိပြည့်ကျက်နေအောင်မြုပ်တည်ထားကြတာဖြစ်ပါတယ် ဒါမဲ့တကယ်တမ်းလူဦးရေက2500ခန်းလောက်ရှိနိုင်ပြီးတော့ကမ္ဘာလူဦးရေအသိအသီးဆုံးကျွန်းဖြစ်လဲသတ်မှတ်ခံထားရတာပါ။ဘာဖြစ်လို့များဒီကျွန်းတစ်သေးလေးမှာနေထိုင်သူတွေတလောက်ထိများပြနေရလဲ။ဒီလူတွေကဘယ်လိုအလုပ်တွေများလုပ်ကင်ရှားတောက်ကြပြီးတော့အခုလိုကျွန်းတစ်သေးလေးပေါ်မှာမပူမပင်မကြောက်မကြနေထိုင်ကြရလဲ။စားတဲ့အကြောင်းအရာလေးတွေကိုသိချင်နေဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးမြ။ဒီကျွန်းလေးကတော့မော်ဒိုင်းနိုင်ငံမာလီမြို့တီချားတဲ့ကျွန်းလေးဖြစ်ပါတယ်။ area 1.2km မှာလူဦးရေ3900လောက်နေထိုင်ကြတဲ့အထက်ကိုလူဦးရေကအသိအသီးလုံးပါတယ်။ မြို့ပေါ်လမ်းတွေအားလုံးပေါ်မှာအထက်မြင့်အဆောက်အုံတွေနဲ့ပြည့်နှက်နေပါတယ်။ဈေးတွေစားတောက်ဆိုင်တွေလူနေအိမ်တွေတမောက်ဒရာတဲ့အမိုက်စွန်းပြည့်တဲ့ပန်းချံတွေရေတန်းစင်ဆက်ယုံနေပြီးနိုင်ငံအကြီးအမားဆုံးစေးုံနှစ်ယုံလည်းရှိပါတယ်။ခင်မီလေးရင်ခွေးကြီးတစ်ခုပြင်ကုန်တင်စိတ်ကန်းကြီးတစ်ခုငါးစေးကြီးတစ်ခုနဲ့ရှေးဟောင်းပလီတွေလည်းရှိပါတယ်။အလဲခေတ်ကာလမှာအစ္စလမ်ဘာသာဝင်ကုန်တွေတွေကဒီကျုံးကိုရောက်ရှိလာခဲ့ကြပြီးခရီးလမ်းပန်းချက်ချာကြတဲ့နေရာဖြစ်တာကြောင့်အခြေချနေထိုင်မှုဆုံးဖြတ်ခဲ့ကြပါတယ်။အဲဒီကနေစလို့ဒီပြည်ပြည်နဲ့လူကြီးတိုးပွားလာခဲ့တာဖြစ်ပါတယ်။ မော်ရိုက်ကျွန်းရဲ့အနီးဝန်းကျင်မှာတော့ကျွန်းပေါင်းတထောင်လောက်ထိရှိပေမဲ့ကျွန်းပေါင်း190လောက်မှသာလူတွေနေထိုင်ကြပါတယ်။2010ခုနှစ်ကနေစတင်ပြီးတော့လူနေထိုင်တဲ့ကျွန်းတွေပေါ်မှာမြို့တစ်မြို့စီတိစောက်သတ်မှတ်ခဲ့ကြပြီးမြို့တော်ကောင်စီဝင်တွေကိုရွေးချယ်ခဲ့ကြပါတယ်။တချို့ကျွန်းတွေပေါ်မှာတော့လူဦးရေ80ကျော်လောက်ပဲနေထိုင်ကြပြီးတော့အများဆုံးနေထိုင်ကြတဲ့ကျွန်းတွေမှာတောင်မှလူဦးရေက1000ကျော်လောက်ပဲရှိတာပါ။မော်ရိုက်ကျွန်းကစားတောက်ကုံတွေလောင်စာစီနဲ့တက်မီဩဇာတွေအတွက်သင်းကုံကိုပဲအဓိကအားကိုးနေရတာကြောင့်ဒီကုံပစ္စည်းတွေတင်သွင်းမှုအတွက်အခွန်ကောက်ခံခြင်းမပြုပါဘူး။ အစိုးရရဲ့အဓိကဝင်ငွေကငါးဖက်လုပ်ငန်းလိုရေလုံငန်းမှသာမိခိုနေရတာဖြစ်ပေမယ့်ခီးသွားလုပ်ငန်းကတော့အဓိကဝင်ငွေရပေါက်ရလန်တစ်ခုဖြစ်ပါတယ်။၂020ခုနှစ်တုန်းကစီးရင်နေရမော်ဒိုင်းနိုင်ငံရဲ့သင်းကုန်တန်ဖိုးကဒေါ်လာ1.8ဘီလီယံထိရှိခဲ့ပြီးတော့ပို့ကုန်တန်ဖိုးကတော့ဒေါ်လာ4ဘီလီယံလောက်ထိရှိခဲ့တာဖြစ်ပါတယ်။ခီးသွားလုပ်ငန်းတစ်ခုတည်းကနေပဲနိုင်ငံသားဝင်ငွေရရှိမှုဒေါ်လာ3.5ဘီလီယံလောက်ထိရရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မဲမော်ဒိုင်းရဲ့ GDP ၃ပုံတစ်ပုံကခီးသွားလုပ်ငန်းကနေရရှိတာတွေ့ရပါတယ်။ဒါကမော်ဒိုင်းအစိုးရရဲ့ policy ကြောင့်ဖြစ်ပါတယ်။ အစိုးရကခီးသွားတွေအတွက်ဟိုတယ်တွေကို One Island One Resort စီမံကိန်းနဲ့အကောင့်တွေပေါ်ဆောင်ရွက်နိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။တရုတ်အိန္ဒိယနဲ့စင်ကာပူစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကဟိုတယ်နဲ့ခီးသွားလုပ်ငန်းတွေမှာလာရောက်ပြီးတော့ရင်းနှီးမြှုပ်နှံကြပါတယ်။၂000လေးခုနှစ်တုန်းကမုန်တိုင်းတန်ကြောင့်ဆူနာမီလိုင်းလုံးကြီးတွေရဲ့ရိုက်ခတ်မှုတန်ကိုခံခဲ့ရပြီးတော့တိုင်းပြည်ပြက်လုံနီးပါးထိဖြစ်ခဲ့ရပါတယ်။ဒါကြောင့်ပင်လယ်ကမ်းခြေတောက်လျှောက်မှာအခုလိုမျိုးလှိုင်းခံတုံးကြီးတွေအများပြားချထားခဲ့ပါတယ်။လှပတဲ့ကျွန်းတွေကြောင့်အပန်းလာရောက်ဖြစ်တဲ့သူတွေက နှစ်စဉ်တိုးတက်များပြားလျက်ရှိနေပြီးတော့အနာဂတ်မှာတော့မော်ဒိုင်ကတိထက်ပို့ပြီးတော့လူကြီးထုထက်လာပွဲရှိနေပါတယ်။ဒီချိန်ကျရင်တော့မြို့တော်မာလီနဲ့တင်လုံလောက်မှုရှိနိုင်တော့မှမဟုတ်လို့အစိုးရကဒီပြဿနာကိုဖြေရှင်းဖို့အတွက်ယခုကတည်းကအကြိုတင်ပြင်ဆင်မှုတွေရှားထားမှုတွေပြုလုပ်လျက်ရှိနေတာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ညာ။နောက်နေ့ပြည်မှာထပ်မံပြီးတော့တွေ့ဆုံကြရအောင်ပါ။